Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမှာတော့ကျွန်တော် Facebook account ကျွန်တော် Facebook account profile has some issue အဝယံဖြစ်တဲ့ဥစ္စာဘယ်လိုပြပြင်သွားရမလဲ corporate တခြင်း TV မှာ profile အဝယံဖြစ်တဲ့ဥစ္စာကို fellow Facebook team ကို affiliate team မှာဆက်ရလုပ်သွားရမလဲဆိုပြီးဒီနေ့ဒီ video မှာအားလုံး step by step တစ်ခုချင်းစီအသေးစိတ်လုပ်ပြီးမှကျွန်တော်ပြောပြရှင်းပြပေးမယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ user အင်ဆုံးကျွန်တော်တစ်ချက်ထောက်သွားကြည့်မယ်ဒါကဘာကြောင့် corporate ဖြစ်လဲဆိုရင်ဒါကြတော့ သူရဲ့ page ဖြစ်ပါတယ်ဒီ page မှာသူဒီ post content တင်တဲ့ခါမှာ copyright ထိသွားခဲ့တယ်ဒီလိုမျိုး post content တင်တော့လို့မရပါဘူးကျွန်တော်တို့ပထမအဦးဆုံးဒီပုံစံလေးဖြစ်သွားခဲ့ပြီဆိုရင် page မှာတင်လို့အခု straight ထိသွားခဲ့ပြီဆိုရင် page ကိုအရင်ဆုံး request ပြသွားတင်ရတယ် page ကို request view ဘယ်လိုတွတ်တင်ရလဲဆိုပြီးအရှိဗီဒီယိုမှာကျွန်တော်ပြောပြထားတယ်ဒီဗီဒီယိုမှာကျတော့ profile aware ဖြစ်တဲ့အစားဘယ်လိုလောက်ဆောင်ပွားရမလဲဆိုပြီးအသေးစိတ်လို့ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ်အဲ့တော့သူကဒီစာရေးပြီးတင်တဲ့ခါမှာဒီစာမှာဒီအသက်16နှစ်အရွယ်ကောင်းမလေးဆိုတဲ့အစားမှာသူက straight ထိသွားခဲ့တဲ့အတွက်ကြောင့်မဒီစာကိုဘယ်လိုရေးသွားရမလဲနောက်နောက်ကျရင်ကျွန်တော် page မှာ account မှာ post တင်တဲ့ခါမှာ straight မလာအောင် စာသားနဲ့ပတ်သက်ပြီး violation မလာအောင်ဘယ်လိုတင်သွားရမလဲဆိုကျွန်တော်တစ်ချက်ဒီဥစားပြပေးမယ်ခင်ဗျာနော် copy ကူးပြီးမှ ဘယ်လိုရေးပြီးသွားရမလဲဆိုပြီးကျွန်တော်တဘောတရားအနေနဲ့တစ်ခုကျွန်တော်ပြပေးမယ်အဲ့တွက်ကျွန်တော် note တစ်ခုကျွန်တော်တော်လိုက်ပါမယ်ခင်ဗျာနော်ဒီဖက် note လိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာတစ်ချက် page လုပ်ပြီးမှထည့်ပြပါမယ် page လုပ်ထည့်လိုက်ပြီးဆိုရင်ဒီ some အသက်ဆိုတဲ့နေရာမှာကျွန်တော်ဒီဂျားလေးမှာကျွန်တော်ဒီလိုမျိုး comma လေးခံလိုက်မယ်ပြီးရင်ကျွန်တော်ဒီနားမှာ comma လေးခံလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဆိုရင်14နှစ်ဆိုတဲ့နေရာနည်းနည်းခြားပြီးမှအရွယ်ကောင်းလေးအဖြစ်ဆိုတဲ့နေရာမှာကျွန်တော်ဒီလိုလေးသွားလိုက်မယ်နော် ဒါကျွန်တော်နည်းနည်းဆွဲဆန့်လိုက်ပါမယ်ပို့ပြီးမထင်တတ်နိုင်လားရှိအောင်အဲ ဒီလိုလေးရေးပြီးမှကျွန်တော်တင်လိုက်မယ်ဆိုရင်တော့ dilution ကလည်း100% looking ပါတယ်အကယ်လို့ကျွန်တော် agency နဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အလုပ်ခေါ်စားနဲ့ပတ်သက်ပြီးတွားတဲ့ဆိုလဲအလုပ်ဆိုတဲ့နေရာမှာဒီလနဲ့ပတ်သက်တဲ့ဈာမဒီလိုမျိုး comma တစ်ခုခံတော့ခဲ့မယ်ဆိုရင်တော့အဆင်ပြေပါတယ်ခင်ဗျာနော် okay ဒီဥစ္စာနားလေသဘောပေါက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာဘယ်လိုကောင်းအောင်လုပ်ဆောင်သွားရမလဲဆိုပြီးမှကျွန်တော်ပြပြရှင်းပြပေးမယ်အရင်ဆုံးတော့ကျွန်တော်တို့ profile account ကိုစစ်ဆေးရပါတယ်တခါလေကြလို့ရှိရင်ကျွန်တော်တို့ profile မှာတင်ထားတဲ့ debt ပုံတင်ထားတဲ့ video တင်ထားတဲ့ content တွေက copy content ရှိရတယ်ဒါပေမဲ့ copyright မလာသေးဘူးဆိုရင်ကျွန်တော်တို့ request debut တော့တင်လို့ရှိရင်ထပ်ပြီးမှ strike ပညာခိဖို့နိုင်တယ် Facebook AI ကနေ detect လုပ်တဲ့အချိန်မှာထပ်ပြီးမှ copyright strike ပညာခိဖို့နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ Facebook account မှာတင်ထားတဲ့ post content ကိုတေချာစစ်ဆေးရပါမယ်တင်ထားတဲ့ content တွေက copy content ပညာရှိရဆိုရင်အဲဒီ content ပညာအလုံးဖြတ်ပါ ီအကောင့်တော့ကျွန်တော်ကိုယ်တိုင်စစ်ဆေးပြီးမှ copy post copy content အားလုံးဖြတ်ထားတယ် copy content တွေလည်းတခြားလေး edit လုပ်ပြီးတင်ထားတဲ့အတွက်ကြောင့်မို့ဒီဥစား request debut တင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက်ကြောင့်မို့နောက်ထပ်တနေ့ကကျွန်တော်ယူသွားမစစ်ပြပါမယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် Helen Sport တစ်ချက်သွားမယ်ပြီး Sport Inbox တစ်ချက်သွားမယ်နော် ပြလို့ရှိရင်ကျွန်တော်ဒီမှာ you are allowed ရှိရဲ့ဒီဥစ္စာတစ်ချက်ထောက်လိုက်မယ်ဒီဥစ္စာတစ်ချက်ထောက်ပြီးဆိုဒီဥစ္စာအားလုံးဖြတ်ပြီးသွားရပါမယ်ဒီဥစ္စာမှာတချို့ delete ဖြတ်လို့ရတယ်တချို့ delete Facebook team နဲ့ automatic remove လုပ်သွားခဲ့တဲ့ဥစ္စာတော့ကျွန်တော်ဘက်ကဖြတ်လို့မရဘူးအဲ့တော့ကျွန်တော် direct request တွေပြီးတင်တော့လို့ရတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာတစ်ခုကျွန်တော်ဖွင့်ပြပေးပါဖြစ်ပါတယ်ကျွန်တော်တို့က page တွေမှာ straight ထိတော့ခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ဒီ Facebook account မှာလည်း straight လာထိတဲ့အတွက်ကျွန်တော်အရင်က queue set ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာတစ်ခုဖြတ်ဖို့ဆိုကျွန်တော်ဒီ yes value တစ်ချက်ထောက်သွားမယ် ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုရင်ဒီဘက်အဆက်တစ်ချက်နေမှာကျွန်တော်ဒီမှာ delete post ဆိုရှိရပါလို့ဒီဥစားတစ်ချက်နေမယ် delete တစ်ချက်နေပြီးတော့မယ်ဆိုရင်ဒီဥစားပြတ်သွားခဲ့ပါမယ်ခင်ဗျာ ਨੇ အဲ့တော့ကျွန်တော်ဒီဥစားပြတ်တော့ခဲ့ပြီဒီပုံစံလေးပေါ်လာခဲ့ပြီဆိုရင်ပြန်ပြီးမှကျွန်တော်တို့ဒီအခုနောက်တော့ profile အဝိုင်းအဖြစ်တဲ့နေရာတစ်ချက်ပြန်သွားမယ် ဒီပုံစံလာပြီဆိုရင်တော့ကျွန်တော်ဒီဥစ္စာ request တွေပြတင်တော့ပို့ဆိုရင်ဒီဥစ္စာအင်ဆုံးကျွန်တော် second shot ဆွဲလိုက်ပါ second shot ဆွဲလို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော် request တွေပြတင်ဖို့ link လေးတစ်ချက်တော့ပြီးယူမယ်စာသားတွေကိုဘယ်လို CV တောင်းရမယ်ဆိုကျွန်တော်တစ်ခါတည်းပြပေးပါမယ်နော် အဲ့တော့ကျွန်တော်ဒီမှာဆိုရင်တော့စာသားတွေအစင်သစ်လုတ်ပြီးထားတာဥစားရှိရယ်ကျွန်တော်ဒီမှာဆိုရင် affiliate နဲ့ link လေးလာအားလုံးအစင်သစ်လုတ်ပြီးထားတာအဲ့တော့ကျွန်တော်ဒီ link ကိုကျွန်တော်တစ်ချက် copy ကူပြီးမှ page လုတ်ပြီးတော့မယ်ဒါကြတော့ကျွန်တော် phone နဲ့အလုပ်လုပ်သွားခဲ့တယ်ဆိုရင် phone မှာဆိုရင် chrome browser ရှိတယ် chrome browser မှာ desktop site ပြောင်းပြီးမှဒီ version အတိုင်း copy ကူပြီး page လုတ်ပြီးထည့်ပါခင်ဗျာ tab အသစ်ဖွင့်မယ် page လုတ်လိုက်ပါမယ် ဟုတ်တယ်ပြလို့ရှိရင်ကျွန်တော်ဒီဒုတိယ link ကိုတစ်ချက် copy ကူးပြီးမှကျွန်တော်ဒီမှာတစ်ချက် tab အသစ်ဖွင့်မှာ paste လုပ်ပြီးမှထားလိုက်ပါမယ်ခင်ဗျာနော်အခုလို့ထားလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ request submit တင်ဖို့ဆိုကျွန်တော်ဒီမှာစာလေးတွေစီပြီးတော့ရမယ်ဒီစာကကျွန်တော်အကြမ်းဖြစ်ရေးပြီးထားတာဥစားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ page ရဲ့ဒီ account ရဲ့ profile ကျွန်တော်တစ်ချက်သွားရပါမယ်ခင်ဗျာနော်သွားပြီးစရင်ဒီ opposition ကို link တစ်ချက် copy ကူးပါခင်ဗျာနော် link copy ခုမယ်ပြီးလို့ရှိရင်တော့ကျွန်တော် deosa affiliate တင်ပြီးတောင်းမယ်အတွက်ကျွန်တော်တို့ဒီ profile link ဆိုတဲ့နေမှာဒီ account ရဲ့ link ကိုတစ်ချက် paste လုပ်မယ်ပြီးလို့ရှိရင်ဒီအောက်မှာလည်းကျွန်တော်တစ်ချက် link ကိုကျွန်တော်တစ်ချက် paste လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးမှာလည်း link ကိုကျွန်တော်တစ်ချက် paste လုပ်မယ်ဒီ၃ခုကိုကျွန်တော် link paste လုပ်လို့ပြီးတော့ချက်ပြီးဆိုကျွန်တော်တို့ request view တင်ဖို့ process ကိုကျွန်တော်သွားမယ်အတွက်ကြောင့်မို့ဒီစာသားကိုကျွန်တော်တစ်ချက် copy ကိုလည်းပိုင်းအပေါ်ဆုံးစာသားလေးကိုပေါ့နော် copy ကူးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဖက်ကိုတစ်ချက်နေပါမယ်ခင်ဗျာနော် ကျွန်တော်ဒီ Facebook account default ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးမှာ give feedback ဆိုရှိရကျွန်တော် views တစ်ချက်သွားမယ်เนาะပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးဥစ္စာတစ်ချက်နေပြီးတော့မယ်အပြာရောင်လေးကိုတစ်ချက်နေပြီးတော့မယ်ကျွန်တော်ဒီနေရာမှာ profile ဖြစ်တဲ့အတွက်ကျွန်တော် profile ကိုထားမယ်အကယ်လို့ကျွန်တော်တို့ကအခြားဥစ္စာနဲ့ပတ်သက်ပြီးတော့မဆိုအခြားဥစ္စာရွေးပြီးတော့လေးရတကယ်လို့ကျွန်တော်တို့က Facebook account aware ဖြစ်တဲ့အတွက်ကျွန်တော် Facebook account ကျွန်တော်တစ်ချက်ရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာတစ်ချက် page လို့ထည့်မယ်အခုနဆာသားလေးပေါ့เนาะပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ profile အဝါယံဖြစ်တဲ့ second shot ထည့်မဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာတစ်ချက်နေမှာကျွန်တော် second shot ဆွဲထားပြီးသားရှိရတော့ကျွန်တော်အဲ့ဒီ second shot ကျွန်တော်တစ်ချက်ယူပြီးမှထည့်လိုက်ပါမယ်။အခုလို့ကျွန်တော်ထည့်လို့ပြီးတော့ခဲ့ပြီးစင်ပထမ step in နဲ့ကျွန်တော်တို့ request save တင်လိုက်ပါမယ်။ဒါကြတော့ပထမ step in နဲ့ကျွန်တော်တို့ request save တင်တာဖြစ်ပါတယ်ခင်ဗျာနော်။ဒီနေရာမှာအချင်းအနှဲငယ်စောင့်ပေးရမယ်။ process အနှဲငယ်ကြရတဲ့ ဒီ setup ပြီးတော့ခဲ့ပြီဆိုရင်တော့ဒုတိယ step အနေနဲ့ကျွန်တော်ဒီ outline ကိုတစ်ချက်ပြန် copy ကူးရမယ်ခင်ဗျာနော်အားလုံး step by step ပါမယ် provide တစ်ချက်ပြောင်းလိုက်မယ်အားလုံး server ကြည့်မယ် provide has some issue i ensure that waste violation community okay အားလုံးအစင်ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီစာလေးတစ်ချက်ပြန် copy ကူးမယ် ပြီးရင်လည်းကျွန်တော်ဒီနေရာတစ်ချက်လာပြီးမှကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးသွားမယ်ဒါကြတော့ကျွန်တော်တို့ရဲ့ profile မှာ straight digging ထိတယ်လို့ကျွန်တော် corporate affiliate from တစ်ချက်သွားမှရမယ်ပြီးလို့ရှိရင်အခုနောက်စာသားလေးကိုကျွန်တော်ဒီနေရာတစ်ချက် match ချပြီးမှဒီအောက်ဆုံးမှာတစ်ချက် pitch လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအပေါ်မှာဆိုရင်ကျွန်တော်တို့ profile link ကိုထည့်သွားမယ်အတွက်ကျွန်တော် profile link ကိုတစ်ချက်ပြန် copy ပို့လိုက်ပါမယ်ခင်ဗျာနော်အပေါ်မှာ page လုပ်မယ်နောက်တစ်ခုကကျွန်တော်တို့လက်ရှိသုံးတဲ့ email ထည့်မယ်အတွက်ကျွန်တော်ကျွန်တော်လက်ရှိသုံးတဲ့ email တစ်ခုကျွန်တော်ထည့်လိုက်ပါမယ် address defect တစ်ချက်သွားမယ် email တစ်ခုယူလိုက်မယ် email ကြတော့အရေးကြီးပါတယ်ဘယ် email မဆိုရရဒါပေမဲ့ကျွန်တော်လက်ရှိသုံးနေတဲ့ email ဖြစ်ပါစေခင်ဗျာနော်ပြီးရင်ကျွန်တော်မှာ page လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်မှာ profile ရဲ့နာမည်တစ်ချက်ထည့်မယ် profile ရဲ့ user link ထည့်လိုက်ရတယ် user name ထည့်လိုက်ရတယ်ဒီ profile မှာပါတဲ့နာမည်ကိုကျွန်တော် copy ကူပြီးထည့်လိုက်ရပါတယ်ခင်ဗျာနော်အလုံးထည့်လို့ပြီးတော့ချက်ပြီးဆိုလို့ရှိရင်တော့ Auth0 မှာ profile aware ဖြစ်တဲ့ second shot တစ်ချက်ပြန်ယူထည့်ပါမယ် โอเคကျွန်တော်ဘက်ကအားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်တော့ဒီဖက်ကနေကျွန်တော် sign ဆိုရင်နေပြီးသွားမယ်ဒါကြတော့ဒုတိယ step နဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ပြီးလို့ရှိရင်ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ gmail လို့တော့ verify လုပ်ခိုင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်မှာ code ရှစ်လုံးချပေးမယ်အဲ့ဒီ code ရှစ်လုံးကျွန်တော်ဒီမှာ page လုပ်ပြီးထည့်မယ်အတွက်ကြောင့်မို့အဲ့အတွက်ကျွန်တော် gmail လို့တစ်ချက်ပြန်သွားလိုက်ပါမယ် gmail သွားပြီးမှ gmail လို့တစ်ချက် refresh လုပ်လိုက်မယ်တော်ဒီအပေါ်ဆုံးမှာကြာလာခဲ့ပြီဆိုဒီ website လေးတစ်ချက်နေမှာဒီရှစ်လုံး၆လုံးတစ်ချက် copy ကူးမယ် ပြီးရင်ကျွန်တော်ဒီမှာတစ်ချက် pitch လုပ်မယ်ပြီးရင် confine ကိုကျွန်တော်တစ်ချက်နေပြီးသွားမယ်เนาะဒီပုံစံလေးပေါ်လာခဲ့ပြီးစင်ဒီကို I'm not I'm not robot verify လို့ပြီးမှဒီဟုတ်စတစ်ချက် select လုပ်ပြီးသွားလိုက်မယ် အခုလို verify ဖြစ်တော့ခဲ့ပြီဆိုရင်တော့ဒီဖက်ဘေးရနဲ့ submit နေပြီးသွားမယ်နော်ဒါကြတော့ phone နဲ့လည်းလုတ်တော့ရတယ်ဒီ process အသေးစိတ်လုပ်ပြီးတော့ပါအကယ်လို့တင်တဲ့ထဲမှာဆိုရင် video အစင်လန်းကြည့်ပြီးမှ step by step လုတ်ဆောင်တော့ပါကိုယ့်ရဲ့ facebook page ကဘာကြောင့်ဖြစ်တယ်ကိုယ့်ရဲ့ facebook account ကဘာကြောင့် error တက်တယ်ဒီ process ကိုနားလေသဘောပေါက်မှလုတ်ဆောင်သွားရပါမယ် okay ဒီမှာဆိုရင် from submit successfully ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက် okay နေပြီးမှသွားလိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီ version နဲ့ဖြစ်တော့ခဲ့ပြီဆိုရင်နောက်ဆုံးတင်တဲ့ကျွန်တော် request submit တင်ပြီးတော့မယ်အတွက်ကြောင့်ကျွန်တော်ဒီနေရာတစ်ချက်လာမယ်ဒီနေရာလာပြီးဆိုရင်တော့ ျွန်တော်အခုနောက်တော့ထည့်ထားတဲ့ email ကိုကျွန်တော်တစ်ချက်ပြန် copy ကူးပြီးမှထည့်သွားရပါမယ်။အဲ့အတွက်ကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီ user တစ်ချက် select လုပ်မှာဒီ email ကိုတစ်ချက် copy ပို့လိုက်ပါမယ်။ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးမှာတစ်ချက် page လုပ်မယ်။ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာဆိုရင်တော့ကျွန်တော်ဘယ် user နဲ့ပတ်သက်ပြီးဖြစ်တာလဲကျွန်တော် profile ကဖြစ်တာဆိုရင်တော့ profile ရွေးပြီးတော့မယ်။အကယ်လို့ကျွန်တော်တို့က page ကဖြစ်တဲ့ဆိုရင်တော့ page ကိုရွေးပြီးမှသွားရပါမယ်အဲ့တော့ကျွန်တော်ဒီမှာ profile တစ်ချက်ရှာလိုက်ပါမယ်အကယ်လို့ကျွန်တော်ဒီမှာ profile ရှာလို့မတွေ့လို့ဆိုရင်တော့ကျွန်တော်ဒီဥစ္စာကိုကျွန်တော်ဒီဥစ္စာတစ်ချက်ရွေးထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ affiliate မှာစာသားနေရာမှာတော့ကျွန်တော်ဒီဒုတိယတစ်ခေါက်တင်တဲ့စာသားကိုပဲတစ်ချက် copy ကူးပြီးမှထည့်သွားရပါမယ်ခင်ဗျာနော် ပြီးရင်တော့ကျွန်တော်ဒီအောက်ဆုံးမှာတစ်ချက် page လုပ်မယ် page လုပ်လို့ပြီးသားခဲ့ပြီးဆိုင်နဲ့ကျွန်တော်အောက်ကနေ submit နေပြီးမှသွားလိုက်ပါမယ်ဒီဥစား from submit successfully ဆိုကျွန်တော် okay တစ်ချက်နေပြီးသွားလိုက်ပါမယ်ခင်ဗျာနော်ဒီ setup ပြီးသားခဲ့ပြီးဆိုလို့ရှိရင်တော့ဒီ profile မှာ post content အခုလိုမျိုး latch twin လေးတွေပုံမှန်လေးလွင့်ပြီးသွားမယ်အလုပ်ကိုပုံမှန်လေးလုပ်ပြီးသွားမယ်ဆိုရင်အချင်းတို့အတွင်းမှာပဲဒီ profile at risk profile ဟက်ဆမ် issue ဟာအချိန်တိုအတွင်းမှာပဲပျောက်သွားခဲ့ပါမယ်ဒီ profile ကိုလည်းကျွန်တော်ကိုယ်တိုင်သိချာစစ်ဆေးပေးထားတယ်ဒီ profile owner လည်းကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီးတွားထားပါဘောနော်ပြီးလို့ရှိရင်ကျွန်တော်တို့ profile မှာဆိုလို့ရှိရင် profile page တွေမှာဆိုရင်ကျွန်တော်ကိုယ်ပိုင် video find သိရမလို့ပဲねသူများ video download ဆက်ပြီးတင်ချင်တဲ့ string it does content moderation နဲ့ဝင်ငွေရှာချင်တဲ့ဆိုရင်အရှိမကျွန်တော် video တင်ထားပြီးတယ်သူများ video download ဆွဲပြီးမှဘလို့ edit လုပ်ပြီး corporate looking လုပ်ပြီးမှ page မှာတင်ပြီး profile မှာတင်ပြီး YouTube မှာတင်ပြီးမှ content monetization ကနေ YouTube ဆိုရင်လည်း YouTube monetization ကနေဘလို့ဝင်ငွေချသွားရမယ်ဆိုပြီးအသေးစိတ် detail နဲ့ပတ်သက်ပြီး AI နဲ့ set ဒီဘယ်ရ download ဆွေးမယ်ဘလို့ edit လုပ်မယ်ဘယ် software နဲ့ edit လုပ်မယ် page မှာဝင်ငွေရအောင်ဘလို့တင်မယ် profile မှာဝင်ငွေရအောင်ဘလို့တင်မယ် YouTube channel မှာ ဝင်ဝင်ရအောင်ဘယ်လိုတင်မလဲဆိုပြီးမှအလုံးအစအစွန်လုတ်ပြပေးထားပါတယ်အဲ့ဒါဆိုတစ်ချက် project နဲ့ပါတယ်ဒီ account owner တော့ကျွန်တော် video file ပို့ပေးတဲ့အချိန်မှာဒီ account owner picture ကြည့်ပြီးမှကျွန်တော်ပြောတဲ့ step by step line လာပြီးတော့တယ်ဘယ်လိုရှင်တက်ပုံပါ냐တင်တဲ့ခါမှာလဲ သုံးပြီးတဲ့ဓာတ်ပုံတွေကိုကျွန်တော်ပြန်တင်လို့မရအောင်ထားလိုက်ပါတော့ဓာတ်ပုံတပုံရိုက်လိုက်တယ်အဲ့ဒီဓာတ်ပုံကျွန်တော်တို့အကောင့်မှာတင်လိုက်တယ်အကြောင်းအမျိုးမျိုးကျွန်တော်နောက်တစ်ချိန်အဲ့ဒီပုံပဲပြန်တင်မယ်ဆိုရင် reuse content ဖြစ်တဲ့ edit ဓာတ်ပုံရိုက်ပြီးတင်တော့လိုက်ရတယ်ဒါမှမဟုတ်အဲ့ဓာတ်ပုံမပြန်မှ reuse လုပ်ပြီးမှပြန် edit လုပ်ပြီးတင်တော့လိုက်ရပါတော့ copyright တက်ပုံတွေကို copyright လွတ်ပြန်ဘလို့ edit လုပ်သွားရဆိုပြီး second ပိုင်းမှာကြာတယ်ကျွန်တော်အရှိမပြီးတော့တင်ထားပေးတဲ့ else တစ်ချက်ပြောချင်နေပါတယ်ဒီနေ့ဒီဘီဒီယိုဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်ဒီ account ကပြန်ဆင်းတော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော်ရဲ့ channel မှာ live group အနေနဲ့ second show ရိုက်ပြီးမှကျွန်တော်တင်ပေးမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်